အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြီးတော့မှပြန်လဲကြိုးဆိုပါရစေဆိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ကက်သလစ်အသင်းတော်မှာပဲဖြစ်ဖြစ် ခရီးယန်ဘောအသက်တာမှာပဲဖြစ်ဖြစ်မရှိမဖြစ်လို့အပ်တဲ့သူတော်မြတ်ယဟန္တာနှစ်ပါးရဲ့အကြောင်းလေးကိုဝေမျှရင်းနေပဲကျွန်တော်ရဲ့ထောက်ရှုချက်လေးကိုဝေမျှပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီနှစ်ပါးကိုပါကြောင်းကျွန်တော်ဒီကနေ့ဝေမျှထောက်ရှုချင်တာလဲဆိုလို့ရှင်ကျွန်တော်ကက်သလစ်အသက်တာမှာ ်ကျွန်တော်ခရိယံအသက်တာမှာကျွန်တော်မေ့မြန်းရမယ့်မေခွန်းလေးတွေရှိတယ်ဒီမေခွန်းလေးတွေကပါလဲဆိုလို့ရှင်ကျွန်တော်ဘဝအသက်တာမှာဘယ်ချိန်ကစပြီးတော့မှဖယားသခင်ဟာမရှိမဖြစ်လိုအပ်တဲ့သူဖြစ်တဲ့ဆိုတာကျွန်တော်မေ့ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်ဖယားသခင်အလွန်ကုန်းမြတ်ပြီးတော့မှကျွန်တော်အသက်တာမှာမရှိမဖြစ်လိုအပ်တဲ့သူဖြစ်တယ်ဒီလိုအတွေ့အကြုံမျိုးရှိခဲ့ဖူးလားကျွန်တော် ကက်သလစ်ဘာသာဝင်ဖြစ်လာတာတော်တော်ကြပြီကျွန်တော်ဖျားသခင်ကိုယုံကြည်တာတော်တော်ကြခဲ့ပါပြီမွေးကလေးကဖြစ်ချင်းပြိမဲ့ဘယ်ချင်းကားပဲဖြစ်ဖြစ်ကျွန်တော်အတွေ့အကြုံထဲမှာဖျားသခင်ဟာမရှိမဖြစ်လိုအပ်တဲ့ပုံကိုသူ့ جماعه ကိုကယ်တင်ခဲ့တယ်သူ့ကျွန်ုပ်ကိုကယ်တင်ခဲ့တယ်ဆိုတော့ခန်းစားခြင်းမျိုးဆိုတော့ယုံကြည်ခြင်းမျိုးကျွန်တော်တို့မှာရှိလာမေးမြန်းရမှာဖြစ်တယ်ဒါဘာကြောင့်ဒီမေးခွန်းကိုကျွန်တော်မေးချင်တာလဲဆိုလို့ရှင်ကျွန်တော်ယုံကြည်ခြင်းမှာဘလောက်ထိဖျားသခင်နဲ့နှိကနေပြီလဲ ကျွန်တော်ရဲ့ယုံကြည်ခြင်းကဘလောက်ထိတောင်ရှိနေပြီလဲဆိုတာသိချင်လို့ဖြစ်ပါတယ်။ဒါဆိုလို့ရှင်ဘာကြောင့်ကျွန်တော်ကက်သလစ်အသင်းတော်မှာတန်ဘောလူနဲ့တန်ပေထရူတို့ပွဲနေကိုကျင်ပတာလဲသူတို့ဟာဘသူတွေလဲခရီးယန်တိုင်းနီးပါးကျွန်တော်ကက်သလစ်ဘာသာဝင်တိုင်းနီးပါးဟာသိကြပြီဖြစ်ပါတယ်။တန်ပေထရူကဘသူလဲတန်ဘောလူကဘသူလဲသူတို့ဟာတမန်တော်ကြီးတွေဖြစ်တယ်။ပေထရူဆိုရင်တပည့်တော်၁၂ပါးထဲကတပါးဖြစ်ပြီးတော့မှသူတို့ခေါင်းဆောင်လည်းဖြစ်ခဲ့တယ်ပေါ့နော်။ ဘုရားသခင်ကသူ့ကိုတော်လဲပေးခဲ့တယ်ဒီကြောက်ဆောင်ပေါ်မှာငါရဲ့အသင်းတော်တည်ဆောက်မယ်ဆိုပြီးတော့မှလည်းပေးခဲ့ပြောခဲ့တာဖြစ်ပါတယ်စင်ဘောဟာဆိုလို့ရှိရင်လေခရိယန်တွေကိုတပ်ဖြစ်ခဲ့တဲ့လူဆောလူဖြစ်ခဲ့ပါတယ်ဒါမဲ့ဘုရားသခင်ကရှင်ပြန်ထမ်းမြောက်ပြီးတဲ့နောက်ပိုင်းမှာ သူ့ကိုအထင်ရှားပြပြီးတော့မှစင်ဘောဟာပြောင်းလဲသွားတာဖြစ်တယ်နောက်ဆုံးကြတော့လူမျိုးတကာတို့ကိုဖျားစကားတွေဟောပေးတဲ့ဝိငင်ရဖခင်ဖြစ်သွားတဲ့တမန်တော်ကြီး symbol လို့ဖြစ်သွားတာဖြစ်တယ်။ဒါကြောင့်မို့ mesh ရင်းနဲ့ကျွန်တော်ဒီကနေ့ပြန်လဲထောက်ရှုရမှာကပါလဲဆိုလို့ရှင်ကျွန်တော်တို့အတ္တတာမှာမွေးကြေကန်းနဲ့စပြီးတော့မှခရီးရန်ဖြစ်ခြင်းဖြစ်လိမ့်မယ်။ကက်သလစ်ဘာသာသူဘာသာဝင်ဖြစ်ခြင်းဖြစ်လိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အတွေ့အကြုံထဲမှာသခင်ယေရှုဟာမရှိမဖြစ်လိုအပ်တဲ့လူဖြစ်တယ်ဆိုတာခံစားဖူးသလား။ဒီလိုခံစားဖူးတယ်ဆိုလို့ရှင်ကျွန်တော်တို့ယုံကြည်ခြင်းဟာယုံကြည်အောင်မကပါဘူး။လက်တွေ့ပြန်လဲပြသဖို့ တမ်ပေထရုနဲ့တမ်ပေါ်လူပုံစံလိုမျိုးလက်တွေ့ပြန်နိုင်တဲ့လူဖြစ်ဖို့ကျွန်တော်အသင်းတော်ကဖိတ်ခေါ်နေတာဖြစ်ပါတယ်။တမ်ပေထရုကဘာတူလဲဆိုတော့ကျွန်တော်သိချင်တယ်ဆိုလို့ရှင်သူ့ရဲ့တမိုင်းကြောင်းလေးကိုပြန်ကြည့်မှဖြစ်ပါတယ်။မာသျုအခန်းကြီးလေးအခန်းငယ်၈၈မှာကြည့်မယ်ဆိုလို့ရှင်ပေထရုနဲ့သူ့အကိုအန်ဒရုကငားမြားတဲ့သူဖြစ်တယ်။တန်ခမ်းသေးတွေဖြစ်တယ်။သူတို့ကမ်းခြေမှာငားမြားနေတဲ့အခါမှာ သခင်ယေရှုကဖြတ်လာပြီးတော့မှသူတို့နှစ်ယောက်ကိုခေါ်ခဲ့တယ်။သင်တို့ပိုက်ကွန်ကိုခြားပြီးတော့မှငါနောက်လိုက်ခဲ့ကြပါလို့သူကပြောတယ်။ဘာဆက်ပြောလဲဆိုလို့ရှင်သင်တို့ကဒီနေ့ကနေစားပြီးတော့မှငါဖမ်းတဲ့တငံသေးတွေမဟုတ်တော့ဘူး။လူတွေကိုဖမ်းမဲ့တငံသေးတွေဖြစ်တယ်။ဆိုပြီးတော့မှသူတို့ကလည်းပြောတယ်ဆိုတော့ဒီခေါ်ရမွန်ချင်းကိုကြည့်မယ်ဆိုလို့ရှင်သူ့မှာယုံကြည်ခြင်းအခြေခံမရှိဘူးသူ့မှာပညာတွေတက်ပြီးတော့မှဖះစကားတွေတက်ကြွပြီးတော့မှဖះကိုနောက်လိုက်တဲ့သူမဟုတ်ဘူ သူကဘာမှမဟုတ်တဲ့တန်ခါသေးလေးတနေ့စာစားရဖို့ကိုတန်ခါသေးလေးလောက်ပြီးတော့မှ သူမိသားစုဒီကိုကျွေးမွေးနေတဲ့သူဖြစ်တဲ့သူ့အကိုနဲ့အလောက်စူးစမ်းနေတဲ့သူဒါပေမဲ့ဘုရားသခင်ကသူတို့ကိုအလိုလိုရှိတယ်။ဘုရားသခင်ကသူတို့ကိုအသုံးပြုတယ်။သူ့ရဲ့နိုင်ငံတော်အတွက်ဒါကြောင့်မို့လို့ပေထရုရဲ့သမိုင်းတလျှောက်ကိုကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှင်တမန်တော်ဝတ္ထုထဲမှာပဲဖြစ်ဖြစ်ဒီဧဝံဂေလိကျမ်းမှာပဲဖြစ်ဖြစ်ပေထရုစာတပည့်တော်၁၂ပါးထဲက ဖျားသခင်ကသူ့ကိုယုံကြည်ရဆုံးအသုံးပြုရဆုံးပြီးတော့မှကျွန်တော်ယုံကြည်ခြင်းခရိယံဘာသာဒီမေဖို့အတွက်အရေးပါဆုံးပုံကိုလည်းဖြစ်ခဲ့တယ်ပေထရုစ်ဟာဖျားသခင်ကိုဘသူလဲဆိုပြီးတော့မှတိန်ဟာမက်ဆိုင်းဟာဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်ဆိုပြီးတော့ပြောနိုင်လေသူလည်းဖြစ်တယ်ပေထရုစ်ဟာသခင်ယေရှုကိုသုံးကြိမ်တိုင်တိုင်ငင်းပယ်ခဲ့တဲ့လူဖြစ်တယ်နောက်ပိုင်းသူအနောင်တရရတယ်ဆိုတော့ကျွန်တော်တို့ပေထရုစ်ဘွားကနေကျွန်တော်ပါသင်ယူနိုင်လဲဆိုလို့ရှင် ကျွန်တော်တို့ကဘသူဘဲဝါဘဲဖြစ်ဖြစ်ဘလောက်ပဲညံ့နေပါစေဘလောက်ပဲဆင်းရဲဆုပ်ပြက်နေပါစေဘလောက်ပဲချိုးတဲနေပါစေဘုရားကအတုံးပြုတယ်ဆိုလို့ရှင်ကျွန်တော်တို့ကောင်းကင်နိုင်ငံအတွက်ဘုရားရဲ့ပုံတော်အတွက်အရေးကြီးဆုံးလို့ဖြစ်နိုင်ပါတယ်ဘက်ထရစ်ကိုကြီးလိုက်မယ်ဆိုလို့ရှင်သူကတပိတော်ဆက်နပါတဲ့ကတပါဖြစ်တယ်ဘုရားသခင်ရဲ့လက်ရာတော်ကိုပြန်ပြီးတော့မှအစေခံတဲ့သူဖြစ်တယ်ဒါပေမဲ့သူ့မှာလူသားတယောက်ဖြစ်တဲ့အတွက်တစ်ခါအချင်းချင်းအခါခါမားခဲ့တယ် ဖရာသခင်ကိုလည်းဆန့်ကျင်ခဲ့တယ်ငြိမ့်ပယ်ခဲ့တယ်ဒါပေမဲ့လူသားဖြစ်တဲ့အတွက်သူ့မှာနောင်တယူပြီးတော့မှသူ့ရဲ့မပြည့်စုံခြင်းတွေလက်ခံပြီးတော့မှဖရာသခင်ရဲ့အလိုတော်ကိုနေ့စဉ်နေ့တိုင်းစူးစမ်းပြီးတော့ထမ်းဆောင်တဲ့လူဖြစ်တယ်ဒါကြောင့်မလို့သူနောက်ဆုံးမှာဘလို့အသေးခံလဲဆိုလို့ရှင် AD 64ပန်းဝန်းကျင်64 65 66 60 chip 68ပန်းဝန်းကျင်မှာနေရိုဖရင်ရဲ့ empire မှာပတ်လက်လှမ်းပြီးတော့မှလေဝကတ်တိုင်ပေါ်မှာအသက်ခံရတယ် နောက်တယောက်စင်ဘောဟာဘသူလဲဆိုလို့ရှင်စင်ဘောဟာမိုက်မဲတဲ့သူဖျားသခင်ကိုစံကျင်တဲ့သူခရိယန်တွေကိုတပ်ဖြတ်တဲ့လူရောမအခန်းကြီးတီအခန်းငယ်တီမှာလဲဖတ်ကြည့်လို့ရတယ်တမန်တော်ဝတ္ထုထဲမှာဖတ်လို့ရတယ်သူဟာလူကောင်းမဟုတ်ခဲ့ဘူးသူဟာခရိယန်တွေကိုစံကျင်တဲ့လူဒါပေမဲ့တရက်မှာသူခီးသွားနေတဲ့အချိန်ဒမတ်စကူလန်ကိုသွားနေတဲ့အချိန်မှာဖျားသခင်ကသူ့ကိုအထင်ရှားပြပြီးတော့မှဖျားသခင်ကိုယုံကြည်သွားတယ်အဲ့ချိန်ကနေစပြီးမှသူဟာဘောလူ ဖြစ်သွားတာ solve မဟုတ်တော့ဘူးဆိုတော့ဒီလိုမျိုးဘဝပဲဘလိုမျိုးဘဝပဲရောက်ခဲ့ရောက်ခဲ့ဘုရားကအတောင်ပြုခင်ကျွန်တော်တို့အမြဲတမ်းတမန်တော်လောကန်းအတွက်ဘုရားသခင်ရဲ့ပုံကုံတော်အတွက်အရေးကြီးတယ်နေရာရတယ်ဆိုတော့ကိုကျွန်တော်သိရတယ်ဒါကြောင့်မလို့အခုနကကျွန်တော်မေးတဲ့မေးခွန်းကျွန်တော်တို့အသက်တာမှာကျွန်တော်အတွေ့အကြုံထဲမှာဘေးချင်းမှာဘုရားသခင်ကကျွန်တော်တို့အတွင်မရှိမဖြစ်လူအပ်တဲ့ပုံကိုဖြစ်တာလဲဆိုတာမေးရဖြစ်တယ်။ဘာလို့လဲဆိုလို့ရှင်ပေထရုစ်နဲ့ တံပေါ်လို့ခါဒီလိုအတွေ့အကြုံကိုသူတို့ပြန်လဲတုံးသက်ပြီးတော့ဘုရားသခင်ကိုလုံးဝတည့်ဆောင်းတိုင်းအစေခံတဲ့လူတွေဖြစ်တယ်သူတို့ဘဝမှာဒီလိုအတွေ့အကြုံတွေရှိခဲ့တယ်ကျွန်တော်တို့ဘဝမှာလည်းဒီလိုထူးထူးဆန်းဆန်းအတွေ့အကြုံရှိချင်မှရှိမယ်ဒါပေမဲ့သူတို့ရဲ့တွင်တင်ချက်သူတို့ရဲ့ဆုံးမမှုသူတို့ရဲ့နေပုံတိုင်းပုံတို့ဒီကနေ့ကျွန်တော်တို့ပြန်လဲတင်ယူပြီးတော့မှကိုအတ္တတာမှာတင်းငယ်တဲ့ကိစ္စလေးကစားပြီးတော့မှကျွန်တော်တို့မှာသူတို့လိုကြီးမြတ်တဲ့အတွေ့အကြုံတွေဖျားသခင်နဲ့တွေ့နိုင်ဖို့ဖျားသခင်ရဲ့ ထင်ရှားပြမှုကိုလက်တွေ့မြင်နိုင်ဖို့ခွန်အားမရှိတော့လဲကျွန်တော်နေ့စဉ်အသက်တာမှာ ကုယုံကြည်မှုအပေါ်ဘလောက်ထိသစ္စာရှိလဲကုယုံကြည်မှုကိုဘလို့ထင်းထင်းတယ်လေဖခင်ရဲ့လူအင်စနာကိုဘလို့လိုက်တယ်လေလူလူအင်စနာကိုဘလို့ချိုးချံပြီးတော့မှဖခင်အလိုတော်ကိုလိုက်တယ်လေဆိုတဲ့အပေါ်မှာအများကြီးမူတည်ပါတယ်ပေထရုစ်လိုအသက်ခံတဲ့အထက်ဖခင်ကိုတိစာမဖောက်ပဲယုံကြည်နိုင်ဖို့ကျွန်တော်နေ့စဉ်အသက်တာမှာ တင်းငယ်တဲ့ကိစ္စကစားပြီးတော့မှကိုယ့်ရဲ့အသိစိတ်ကိုမငိမ့်ပေပဲလိုက်လျှောက်ပြီးတော့မှဖခင်ရဲ့အလိုတော်ကို ဖြစ်စေတဲ့သူဖြစ်သလားမဟုတ်လို့ရှင်အသိငယ်တဲ့ကိစ္စမဟုတ်လို့ရှင်ဖခင်မတိလောက်ပါဘူးလှုပ်ချင်တာလှုပ်မယ်ကိုယ့်အသိစိတ်ကိုစန့်ကျင်ပြီးတော့မှဖခင်လိုအင်စာနာကိုစန့်ကျင်တဲ့လူတွေလားစင်ပေါ်လူလိုမိုက်မဲခဲပြီးတော့မှပြစ်ပေါင်းများစွာလှုပ်ခဲပြီးတော့မှဖခင်ကိုပြန်ရောင်ကြည်လာတဲ့သူလားကျွန်တော်တို့ကမဟုတ်ဘဲနဲ့ဖခင်သခင်ကဘယ်သူလဲ ်ကိုကဘသူ့ကိုယုံကြည်လဲဆိုတာသိအပြည့်မှန်သိတယ်ဒါမဲ့ဆက်လက်ပြည့်လုံနေတဲ့သူလားကျွန်တော်ဒီကနေ့မေးမြန်းရမှာဖြစ်ပါတယ်ဒါဟာဒီကနေ့ကျွန်တော်အသက်တော်ကကျွန်တော်တို့ကိုအားပေးနေတာဖြစ်တယ်ဒါကြောင့်မလို့စင်ပီတာနဲ့စင်ပေါ်ဆိုပြီးတော့မှဒီကနေ့သူတို့ရဲ့ပွင့်လေးကိုကျင်းပတာဖြစ်တယ်သူတို့ဟာကျွန်တော်ကက်သလစ်အသင်းတော်အတွက်မရှိမဖြစ်လူပုဂ္ဂိုလ်တွေဖြစ်တယ်ဘာလို့လဲဆိုလို့ရှင်သခင်ယေရှုကပေထရုစ်ကိုတောက်ချက်ပေးခဲ့တယ် ဒီလောကမှာဖြစ်လို့တဲ့သူမှန်သမျှဒီကောင်းကင်နိုင်ငံမှာလည်းဖြစ်လို့ချင်းခံရပြီးတော့မှဒီလောမှာချင်းအောင်ထားချင်းခံရတဲ့သူတွေကလည်းကောင်းကင်ပုံမှာလည်းချင်းအောင်ထင်းခါချင်းခံရမယ်ဒါကြောင့်မလို့တမ်ပေထရုနဲ့တမ်ဘောလူဟာကျွန်တော်ကက်သလစ်ခရိယန်အသက်တာမှာမရှိမဖြစ်လူအပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေထရုဟာဂျူးလူမျိုးဖြစ်တယ်ပထမတပည့်တော်12ပါးထဲမှာလည်းအပါဝင်ဖြစ်တယ်ဖခင်သခင်ရဲ့ယုံကြည်ရတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ် သူဟာတဲ့ငါတေလေးတာပေမဲ့ဖယားရှင်မှာအကြီးမြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်။စင်ဘောလို့ဟာလည်းပဲဒီလိုပါပဲ။ခရိယန်တွေကိုစမ်းကျင်ခဲ့တယ်။တပ်ဖြစ်ခဲ့တယ်။ဒါပေမဲ့ဖယားကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာအကျွင့်မြောင်ကြည့်ပြီးတော့မှသူ့ဘဝတတကိုဖယားအတွက်ပေးဆက်တယ်။သူ့ရဲ့ပေးဆက်မှုတွေအားလုံးကကျွန်တော်ကက်သလစ်တွေကျွန်တော်ခရိယန်တွေအတွက်ဒီကနေ့အထိခံစားရတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ခရိယန်တမိုင်းတစ်ချောင်းမှာသူတို့တာမရှိခဲ့ဘူးဆိုလို့ရှင် ေသူရီကဥဆောင်ပေးမလဲသူတို့ဟာဟိုးရှိခဲ့ကခရိယန်အသက်တာကိုပြန်လဲထင်းသိမ်းပေးတဲ့လူတွေလမ်းပြခဲ့တဲ့လူတွေခင်ယေရှုရဲ့အမွေကိုဆက်လက်ပြီးတော့မှထင်းသိမ်းတဲ့လူတွေဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်အသက်တော်ကဒီသူတို့မြတ်ဒီယဟန္တာနာပါရဲ့ပွင့်နေကိုကျင်းပပေးတာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေနဲ့ကျွန်တော်ဒီကနေ့မေးမြန်းရမယ့်မေးခွန်းကပါလဲဆိုလို့ရှင်ဖရာသခင်အတွက်ဖရာရဲ့ဘုန်းတော်ကုံတော်အတွက်တိမ်နဲ့ကျွန်တော်ဘာတွေလောက်ခဲ့ပြီလဲကျွန်တော်တို့ယုံကြည်တယ်ဖရာသခင်ကိုယုံကြည်တယ် ဘုရားသခင်ဟာကျွန်တော်တို့အတွက်မရှိမဖြစ်လိုအပ်တဲ့သူဖြစ်တယ်ဆိုလို့ရှင်သူ့အတွက်သူ့ရဲ့ဘုန်းတော်ကောင်တော်အတွက်ဘာတွေများကျွန်တော်တို့လောက်ခဲ့ပြီလဲပြန်လဲမေးမြန်းဖို့လိုပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှင်ဘုရားသခင်ကိုယုံကြည်ကြောင်းကျွန်တော်တက်တက်ခံနေပြောကြတယ်ဆုတောင်းတယ်ဒါမဲ့လက်ရှိဘဝအသက်တာမှာဘုရားရဲ့ဘုန်းတော်ကောင်တော်အတွက်ကျွန်တော်တို့ဘာတွေလုံးနေသလဲဒါလဲမေးမြန်းဖို့လိုတယ်နောက်တစ်ချက်ကြတော့ဘာလဲဆိုလို့ရှင်ဘုရားဘုန်းတော်ကောင်တော်အတွက်လာမယ့်နေ့ရက်တွေမှာဘာတွေပေးဆက်သွားမလဲ ဘာတွေလောက်ဆောင်သွားမလဲဒီတောင်းချက်ကိုကျွန်တော်တို့ဒီကနေ့မိ мян ရမှာဖြစ်ပါတယ်ဒါမှသာလင်းကျွန်တော်ဘုရားအတ္တမှာယုံကြည်ခြင်းဆိုတာပါလေဘာကြောင့်ဘုရားသခင်ကိုယုံကြည်ကြလဲဆိုပြီးတော့မှကျွန်တော်မှာတန်ဖိုးတွေရှိလာမယ်ယုံကြည်ရခြင်းရဲ့အနှစ်သာရတွေခံစားရမှာ ဖြစ်တယ်ဒါကြောင့်မလို့ကိုယ်ယုံကြည်ခြင်းသမိုင်းအတ္တမှာဘုရားသခင်ကိုမချစ်သေးဘူးဘုရားသခင်ကိုမယုံကြည်ခဲ့ဘူးဘုရားသခင်ကိုငြင်းပယ်နေတော့ဘုရားသခင်ကို အာဟမလို့အာမရဖြစ်နေတော့ ဖျားသခင်ကိုလုံးဝမစိတ်ချနိုင်ဘူးဖျားသခင်ကိုလုံးဝမပေးဆပ်နိုင်သေးဘူးဆိုလို့ရှင်အပြစ်မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်ကောင်းတာတွေလုပ်နေလဲကျွန်တော်တို့အသက်တာရဲ့ဥတည်ချက်ကပါလေကျွန်တော်တို့အသက်ရှင်နေတာပါအတွက်လေကျွန်တော်တို့ခရိယန်တွေကက်သလစ်တွေဆိုလို့ရှင်ကျွန်တော်ဘုရားအသက်တာမှာဖခင်သခင်အလွန်ကောင်းမင်းတဲ့ဖခင်ဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှင်ကျွန်တော်လူအပ်တဲ့အရာမှန်သမျှကိုပေးဆက်ပြီးတော့မှပေးခဲ့ပြီးတော့မှ ကျွန်တော်ကေတင်ချင်းအတွက်သူကိုတိုင်းရှင်ပြန်ထမ်းမြောက်ခြင်းကိုခံခဲ့ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေနဲ့ကျွန်တော်ဒီကနေ့ထောက်ရှုရမှာကကုယုံကြည်ခြင်းကလက်တွေ့ဆန်တဲ့ယုံကြည်ခြင်းလားမဟုတ်လို့ရှင်ကုယုံကြည်ခြင်းကအတွေ့အခေါ်ထဲမှာပဲကြာနေသလားဘလို့အစီခံပြီးတော့မှဘလို့စိတ်နှလုံးအကျွင်မဲ့ပုံအပ်ပြီးယုံကြည်မလဲ။တန်ဘောလူနဲ့တန်ပေထုပွေနေမှာကျွန်တော်တို့လက်တွေ့ပြုလုပ်ခြင်းကပို့ပြီးတော့မှအရေးကြီးပါတယ်။အမှန်တော့လုပ်ငန်းအပြင်တည်တည်ပြန်နိုင်တဲ့လူဖြစ်ကြဖို့ဒီကနေ့ကြိုးစားကြပါစို့လို့ ြောရင်းနဲ့ညီကောင်းချုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်